ဒီနေ့မှာပြပြပေးသွားမယ့်ကျမ်းမာရေးဘုသူတလေးတစ်ခုကတော့ကျက်ဟင်းကားသီးရဲ့အသောဝင်ပုံများဆိုတဲ့အကြောင်းအရာလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ကျက်ဟင်းကားသီးဆိုတာဈေးမှာအများဆုံးတွေ့ရတတ်တဲ့အသီးနှံတစ်မျိုးဖြစ်ပါတယ်။နာမည်တိုင်းပဲခားတဲ့အရာသာရှိပါတယ်။သူတို့ပေါရောက်တဲ့အရက်ဒေတာကိုလိုက်ပြီးအစိမ်းအောင်အနုအယင်ကွဲပါတယ်။ခားတတ်တဲ့အရာသာရှိပေမဲ့လည်းကျက်ဟင်းကားသီးမှာအကျိုးပြုအန်တီအောက်ဆီဒန့်များနဲ့အရေးပါတဲ့ဗီတာမင်များစွာပါဝင်နေပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာပြည်တနာတွေအတွက်ချက်ဟင်းကရွက်ပင်စင်းရွက်တို့ကိုကြိတ်ချပြီးကြားရည်နဲ့ရောဆက်ပြီးတော့မနက်တိုင်းစားသုံးပေးခြင်းအဖြစ်စီးဆွမ်းကောင်းတစ်လက်ဖြစ်စေပါတယ်။နောက်တစ်ခုကအသေးအစိအဖြစ်ချက်ဟင်းကသီးဖြော်ရည်တဖန်ကွက်ကိုနေ့စဉ်တောက်ပေးမယ်ဆိုရင် အသေးဆိုင်ရာပြည်တနာတွေကိုကုသပေးပါတယ်။တပတ်ကြာနေ့စဉ်ရက်ဆက်တောက်တယ်ဆိုရင်တော့ပုံမှုပြီးတော့ထိရောက်ပါတယ်။နောက်တစ်ခုကကိုကန်အားစနစ်ကောင်းဖို့ ကျဟင်းကရွယ်ဒါမှမဟုတ်အသီးကို ရေနဲ့ပြုတ်ပြီးတော့နေ့စဉ်စားပေးမယ်ဆိုရင်တော့ဥဆက်ယောဂါတွေကိုကာကွယ်ပါတယ်။ကိုခန့်အားစနစ်ပုံမကောင်းမလာစေပါတယ်။သူကအသားရည်အတွက်လည်းအကျိုးပြုပါသေးတယ်။ကျဟင်းကသီးစားရင်ဝက်ချံတွေအမာရွတ်တွေအရှိပြပြဿနာတွေကိုဖယ်ရှားနိုင်ပါတယ်။ဒါပြင်အိုမီးရင်ရောခြင်းကိုလည်းကုသပေးနိုင်ပါတယ်။၆လကြာနေ့စဉ်ကျဟင်းကသီးဖြော်ရည်ကိုရှောက်သီးရောဆက်ပြီးတောက်ရင်တော့အကျိုးသက်ရောက်မှုရှိပါတယ်။ နောက်တစ်ခုကစီးချိုသွေးချိုအတွက်ကျန်းဟင်းကားသီးကိုတရုတ်နဲ့အိန္ဒိယတိုင်းရင်းစေးမှာရှေးရခင်ကတည်းကထည့်သွင်းဖော်ဆက်ခဲ့ကြတဲ့အပြင်ဒီနေ့ခေတ်ဆေးပညာနဲ့လည်းကျန်းဟင်းကားသီးရဲ့အာနိသင်ကိုသတိပြပြီးဖြစ်ပါတယ်။စီးချိုသွေးချိုအတွက်ဆေးနီးတစ်မျိုးကတော့အစိမ်းရောင်ဖြော်ရည်ဖြစ်ပါတယ်။အဲ့ဒီဖြော်ရည်ရဲ့ပါဝင်ပစ္စည်းတွေကတော့သခွားသီးအစိမ်းရောင်ပန်းသီးကျန်းဟင်းကားသီးငရုတ်ပွားသီးတို့ပဲဖြစ်ပါတယ်။နောက်တစ်ခုကဝမ်းချုပ်တယ်ဆိုရင်တော့ကျန်းဟင်းကားသီးမှာအမြင့်တက်တွေကြွယ်ဝစွာပါဝင်တာကြောင့်အစာချေပြတ်မှုလွယ်ကူစေပါတယ်။ ကြောက်ကက်ကျမ်းမာရေးအတွက်ကျိုင်းကားသည်ဟာကြောက်ကက်ကျမ်းမာရေးကိုအထောက်အကူပြုတာကြောင့်ကြောက်ကက်ကြောက်တယ်ခြင်းတွင်ကုသရမှာအသုံးပြုကြပါတယ်။နှလုံးရောဂါအတွက်ဆိုရင်ကျိုင်းကားသည်ဟာနှလုံးသွေးကြောပိတ်စေတတ်တဲ့မကောင်းတဲ့ကိုလက်စတရောများကိုဖယ်ရှားနိုင်တာကြောင့်နှလုံးရောဂါကိုကာဝယ်ပေးပါတယ်။ကင်ဆာအတွက်ကျိုင်းကားသည်ကကင်ဆာဆဲပြန့်ပွားမှုကို68ရာခိုင်နှုန်းထိန်းချုပ်ပေးပါတယ်။လက်ဆက်တဲ့ကျဟင်းကားသီးကအကောင်းဆုံးဖြစ်ပါတယ်။ဒီနေ့ကိုကျဟင်းကားသီးနှလုံးထပ်ပို့ပြီးတော့မစားပါနဲ့။ဒါကတော့သတိထားရမယ့်အကြောင်းအရာလေးပဲဖြစ်ပါတယ်။ ချက်ဟင်းကားသီးရွက်တွေကိုရေခဲတစ်တာထဲမှာတပတ်အထိတင်ထားနိုင်ပါတယ်။နောက်တစ်ခုကချက်ဟင်းကားသီးအခါတက်ကိုရှော့ချလို့ရဆိုရင်တော့အစာရေစိန်ထားပါ။တစ်ခုထပ်ပြီးတော့သတိထားရမှာကကိုဝင်ဆောင်အမျိုးသမီးတွေအနေနဲ့ကတော့ချက်ဟင်းကားသီးကိုသတိထားပြီးတော့အစာသုံးသင့်ပါတယ်။ဒါကတော့ချက်ဟင်းကားသီးရဲ့အသုံးဝင်ပုံလေးတွေကိုပြပြပေးခဲ့ရပဲဖြစ်ပါတယ်။အချိန်ပေးပြီးကြည့်ရှုခဲ့တဲ့အတွက်ပရိသတ်များကိုကျေးဇူးထူပဲတင်ပါတယ်။